သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့မေလ9ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မင်းအောင်လှိုင်ကစစ်ဘက်ဆိုင်ရာလုတ်ပိုင်ခွင်းနဲ့ဆုံးဖြတ်ခွင့်အများစုကိုဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုပေးအပ်လိုက်ပြီးတူးတက်ချုပ်စိုးဝင်းထက်ပင်လုတ်ပိုင်ခွင့်ပုံမှုရရှိလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တနိုင်ငံလုံးနဲ့ပတ်သက်ဆက်ဆက်နေတဲ့စီးရေးဆိုင်ရာလုတ်ပိုင်ခွင့်အများစုကိုဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုမင်းအွန်လိုင်းကပေးအပ်လိုက်ပြီးဒုတက်ချုပ်စိုးဝင်းထပ်ပင်လုတ်ပိုင်ခွင့်ပုံမရရှိလာကြောင်းနေပြည်တော်စစ်ပတ်တရင်အရင်မြစ်ကပြောဆိုပါတယ်၂024ခုနှစ်ဒီဇင်ဘာလအတွင်းစစ်တပ်ကြီးရည်လီညှိနှိုင်းကုတ်ကဲရည်မှုအဖြစ်ခန့်အပ်ခံခဲ့ရတဲ့ဗိုလ်ချုပ်ကြီးကျော်စွာလင်းဟာငါးလနီးပါးကြာမြင့်လာချိန်မှာစစ်ပတ်ဆိုင်ရာစီမံခန့်ခွဲမှုနဲ့လုတ်ပိုင်ခွင့်အများစုရရှိလာကြောင်း ဗိုလ်ချုပ်ကြီးကျော်စွာလင်းကဒုတချုပ်စိုးဝင်းထက်ပင်စစ်ဘက်ရေးရများပါအေးပါလာပြီးဆုံးဖြတ်ခွင့်များပါပုံမရရှိလာကြောင်းသိရှိရပါတယ်။ဒီငါးလအတွင်းညှိကုတ်ရဲ့လုတ်ပိုင်ခွင့်တွေကပိုပြီးများလာတယ်။ပိုပြီးတော့အတိတ်ကကြားတဲ့စစ်စင်ရေးနဲ့စစ်ရေးဆိုင်ရာဆုံးဖြတ်ခွင့်တွေပိုရလာတယ်။တက်ချုပ်နဲ့သူကပိုပြီးနီနီကက်ကက်နဲ့စစ်စင်ရေးတွေမှာဆုံးဖြတ်ခွင့်ရနေတယ်။ဒုတချုပ်ထက်တောင်လုတ်ပိုင်ခွင့်တွေပိုပြီးရလာတယ်လို့ပြောလို့ရတယ်။နောက်တစ်ခါ တက်ချုပ်ရဲ့နိုင်ငံခြားခီးစဉ်တွေတွားတဲ့အခါစစ်ဘက်ရေးရအားလုံးနဲ့လုတ်ပိုင်ခွင့်အများစုကိုညှိကွတ်လက်ထဲကိုပဲယာယီလွှဲပေးခဲ့တာမျိုးတွေပို့ပြီးများလာတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။မင်းအောင်လှိုင်ကကြော်စွာလင်းကိုအနီးကပ်ခေါ်ယူထားတာအပြင်တချို့သောစစ်ဘက်နဲ့စစ်ရေးဆိုင်ရာကိစ္စများမှာတုတက်ချုပ်နဲ့အခြားထိတ်တန့်ဗိုလ်ချုပ်များကိုပင်အတိမပေးတော့ဘဲစုံဖြတ်စီမံမှုများလည်းရှိနေကြောင်းမင်းအောင်လှိုင်နဲ့ကြော်စွာလင်းတို့အကြပုံမနီနီကက်ကက်ရှိလာနေကြောင်းစစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ ကျော်စွာလင်းမှာစစ်တပ်ကတူအပတ်စဉ်35ကြောင်စင်တူဖြစ်ပြီး2018ခုနှစ်မှာအလဲပိုင်းတိုင်းတိုင်းမူ2020ခုနှစ်မေလမှာဒုတိယဗိုလ်ချုပ်ကြီးယာတို့နဲ့စစ်ထောက်ချုပ်တာဝန်ရင်းအောင်စစ်ဦးစီးအရာရှိချုပ်ကြီးအဖြစ်2023ခုနှစ်မှာပူရဲတာဝန်ယူခဲ့သူဖြစ်က2024ခုနှစ်ဒီဇင်ဘာလ19ရက်နေ့မှာတက်မတော်ကြီးရည်လေညှိနှိုင်းကုတ်ကေးရည်မှုဖြစ်လာခြင်းဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကိုကန့် MND ထံမှလက်နက်ချအညံ့ခံခဲ့တဲ့ဗိုလ်မှူးချုပ်အေးမင်းဦး အရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူရာတို့နဲ့လာရှိုးကိုပြန်ရောက်ပြီးရမခတိုင်းစစ်ဌာနချုပ်ကိုပြန်တီဆောက်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာကိုကက် MNDA ထံလက်နက်ချအညံ့ခံခဲ့တဲ့ပူမူးချုပ်အေးမင်းဦးဟာအရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူရာတို့နဲ့လာရှိုးကိုပြန်ရောက်လာပြီးလာရှိုးစေးယုံဖွင့်ပွဲအပါအဝင် လာရှိုးမျိုးပြန်လည်တီဆောက်ရေးကိုဥဆောင်လုပ်ကိုင်နေကြောင်းလာရှိုးဒေတာပြည်သူများကပြောဆိုပါတယ်။ မေလ9ရက်နေ့လာရှိုးပြည်သူစေယုံကိုအရှိမျောက်တိုင်းစစ်တနာကျုပ်တိုင်မူဘိုမူးကျုပ်အေမင်ဦးလာရောက်ဖွင့်လှစ်ခဲ့ပြီးမြို့ကိုလည်းလှစ်ပတ်စစ်ဆေးခဲ့ကြောင်းယမန်နေ့လက်ရှိအချိန်ထိလာရှိုးမြို့ရယ်မှာတိုင်မူဘိုမူးကျုပ်အေမင်ဦးရှိနေဆဲဖြစ်ကြောင်းလာရှိုးမြို့မှပြည်သူများကပြောဆိုပါရယ်မနေ့ကစေယုံဖွင့်ပွဲတိုင်မူလာတဲ့ဒီနေ့အထိလည်းလာရှိုးမှာပဲဒီမှာပဲရုံထိုင်တော့မယ်လို့လည်းကြားတယ်လို့လာရှိုးမှဒေတာသတင်းအရင်းမြစ်ကပြောဆိုပါရယ် MNT က ဧပြီလနောက်ပိုင်းမှာလာရှိုးမြို့ပေါ်12ရက်ကွက်မှနောက်ဆုတ်သွားပြီးနောက်အရှေ့မြောက်တိုင်းတိုင်းမှုပုံမှုချုပ်အေးမင်းဦးမှာလာရှိုးကိုပြန်လဲရောက်ရှိလာခြင်းဖြစ်ပြီး CDM ပိုကြီးစင်ရော်ကမူလာရှိုးမှာအရှေ့မြောက်တိုင်းစစ်တပ်နာချုပ်ပြန်လဲအခြေစိုက်ဖွင့်လှစ်မယ်လို့သိရှိထားကြောင်းရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောဆိုပါတယ်။လာရှိုးမှာပဲရမခတိုင်းစစ်တပ်နာချုပ်ပြန်အခြေစိုက်မယ်အစကမိုင်းရင်နဲ့တန်ရမ်းမှာထားမလားရွေးပေမဲ့ဘယ်လိုဖြစ်သွားလဲတော့မသိဘူး။လာရှိုးမှာပဲရမခတိုင်စစ်တနာချုပ်ကိုပြန်ဖွင့်မယ်လို့ CDM ပိုကြီးစင်ယောကပြောပါဗျ။ လာရှိုမျိုးကို2024ခုနှစ်ဩဂတ်လမှာ MND ကတိုက်ခိုက်သိမ်းပိုက်ပြီးတရုတ်ရဲ့ကြောင်းဝင်မှုကြောင့်ယခုနှစ်ဧပြီလမှာပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ပါတယ်။လက်ရှိလာရှိုမျိုးပြန်လည်တီထောင်ရေးလုပ်ငန်းများကိုဦးဆောင်နေတဲ့တိုင်းမှုဘုံမှုချုပ်အေမင်တွန်ဟာမတ်လအတွင်းမှာတိုင်းမှုအဖြစ်ခန့်အပ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ဘုံမှုချုပ်အေမင်ဦးဟာ2024ခုနှစ်ဇန်နဝါရီလ4ရက်နေ့ MNDA ကလောက်ကင်ဒေတာကွက်ကဲမှုစစ်ဌာနချုပ်ဓာကဆကိုတင်ပိုက်ခဲ့စဉ် MS4 စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်မှစစ်စင်ရေးကုတ်ကဲရေးမှုအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးဒေတာကုတ်ကဲမှုစစ်ဌာနချုပ်လောက်ကိုင်းဒေတာကုတ်ကဲရေးမှုဗိုလ်မှူးချုပ်မိုးကျော်သူကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဦးစီးအဖွဲ့ခိတ္တဥက္ကဋ္ဌဗိုလ်မှူးချုပ်ထွန်ထွန်မြင့်တမငါငါဌာနမှုဗိုလ်မှူးချုပ်ဇော်မျိုးဝင် MS4 စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စစ်စင်ရေးကုတ်ကဲရေးမှုဗိုလ်မှူးချုပ်အောင်စော်လင် MS6 စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စစ်စင်ရေးကုတ်ကဲရေးမှုဗိုလ်မှူးချုပ်တော်စင်ဦးရုံနဲ့တူ MND ထံမှလက်နက်ချအညံ့ခံခဲ့သူဖြစ်ပါတယ်။လာရှိုးမြို့အခြေဆိုင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကို2024ခုနှစ်ဩဂတ်စ်လအတွင်းမှာဆုံးရှုံးခဲ့ရပြီးနောက်စစ်ကောင်စီကတန်ရမ်းမြို့အခြေဆိုင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုပြန်လည်ဖွဲ့စည်းခဲ့ပြီးတိုင်းမှုဖြစ်ဗိုလ်ချုပ်မြင့်ကျော်ထွန်းကိုခန့်အပ်ခဲ့ပါတယ်။ယခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့ရမခတိုင်းမှုဗိုလ်ချုပ်မြင့်ကျော်ထွန်းဟာ ကြားဖြန့်တရုတ်ငွေလင်ကိုင်းများထံမှကြက်သိန်းထောင်ချီလက်ယူမှုနဲ့စစ်ကောင်စီကယာတို့မှဖယ်ရှားဖမ်းဆီးလိုက်ပြီးနောက်ဗိုလ်မှူးချုပ်အေမင်ဦးကိုရမခတိုင်းမှုတန်ရန်အသည့်အဖြစ်စစ်ကောင်စီကခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စောချစ်သူနဲ့တာနဦးကိုအမေရိကန်ကအရေးယူပိတ်ဆို့ခဲ့ပေမဲ့လည်း PGF စီးပွားရေးလုပ်ငန်းများမှာပါဝင်ပတ်သက်နေတဲ့ကြံမိသားစုဝင်များတန်ခတ်ပိတ်ဆို့မှုမှလွတ်မြောက်နေစေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမေရိကန်များကိုပြစ်မှတ်ထားဥတီတဲ့အွန်လိုင်းငွေကြေးလိမ်လည်မှုများအပါအဝင်နေဆက်ဖြတ်ကျော်ရာဇဝမှုများအတွက်စစ်ကောင်စီလက်အောက်ခံ BGF ကောင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူနဲ့တာနအုပ်ကိုအရေးယူတန်ခတ်ပိတ်ဆို့လိုက်ကြောင်းအမေရိကန်အစိုးရကယမန်နေ့ကတရားဝင်သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။အကြံဖတ်စစ်ကောင်စီလက်အောက်ခံကရင်အမျိုးသားတပ်မတော် KNA ဟုအမည်ပြောင်းလဲထားတဲ့ကရင်နယ်ခြားဆောင်တပ် BGF ကောင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူကစံမြင့်၎င်းတို့မိသားစုနဲ့မဟာမိတ်များဟာတရားမဝင်လောင်းကစားယုံများ စိုက်ဘာလိန်လယ်လုပ်ငန်းများအပါအဝင်နိုင်ငံဖြတ်ကျော်ဒုစရိုက်စီးပွားရေးလုပ်ငန်းများကိုနိုင်ငံတကာရဲ့အပြစ်ပေးအရေးယူခံရခြင်းကင်းလွတ်စွာနဲ့လုတ်ကင်နိုင်ခဲ့မှုမှတစ်ဆင့်ကြွယ်ဝချမ်းသာလာခဲ့ခြင်းဖြစ်ပါတယ်။ထို့သောပြီးခဲ့တဲ့လပိုင်းများအတွင်းတရုတ်ရဲ့ဖီအားကြောင့်ထိုင်းနိုင်ငံရဲ့နေဆက်ဖြတ်ကျော်ဒုစရိုက်လုပ်ငန်းများအပေါ်နှိမ်နင်းခဲ့မှုများအပါအဝင်ဂျမန်နေကချမှတ်လိုက်တဲ့ American အစိုးရရဲ့တန်ခတ်အရေးယူမှုများဟာစော့ချစ်သူနဲ့၎င်းရဲ့စီးပွားရေးလုပ်ငန်းများကိုကြီးစွာထိခိုက်စေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ BGF စီးပွားရေး Empire မှာပါဝင်ပတ်သက်နေပေမဲ့လည်း BGF ခေါင်းဆောင်စောချစ်သူနဲ့ဇနီးတမီးတို့မှမူ American အစိုးရရဲ့တန်ခတ်ပိတ်ဆို့မှုများမှလွတ်မြောက်နေစေဖြစ်တယ်လို့မြန်မာအရေးတက်ကြွလှုပ်ရှားသူတချို့ကဆိုပါတယ်။အထူးသဖြင့်စောချစ်သူရဲ့တမီးဖြစ်သူအသက်28နှစ်အရွယ်နန်းနင်းနန္ဒာအေးဟာစင်ကာပူနဲ့ UK တို့မှာရရှိခဲ့တဲ့သူမရဲ့နိုင်ငံတကာပညာရေးနောက်ခံကိုအသုံးပြုပြီးစီးပွားရေးပုံရိပ်ကိုတည်ဆောက်ခဲ့ပါတယ်။ သူမဟာကရင်နယ်ကြားဆောင်တက်နယ်ဆက်ဆက်တဲ့စီးပွားရေးလုပ်ငန်းကြီး၄ခုမှာရှယ်ယာများပိုင်ဆိုင်ထားပြီးဒါရိုက်တာအဖြစ်ပါဝင်နေကြောင်း Justice for Myanmar အဖွဲ့ကအစီရင်ခံစာထုတ်ပြန်ထားပါတယ်။သူမဟာချစ်လင်းမြိုင်တက်တူတူဘော်ရေးနဲ့စက်မှုလုပ်ငန်းကုမ္ပဏီလီမိတက်ချစ်လင်းမြိုင် Toyota ကုမ္ပဏီလီမိတက်ရွှေပရိသာမြိုင်ကုမ္ပဏီလီမိတက်နဲ့ထူးမြတ်တာထူးကုမ္ပဏီလီမိတက်စတဲ့ BGF ကုမ္ပဏီကြီးများမှာဒါရိုက်တာနဲ့အစုရှယ်ယာရှင်အဖြစ်ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေခြင်းလည်းဖြစ်ပါတယ်။နန်းနင်းနန္ဒာအေးဟာ ကရင်နယ်ကြားဆောင်တက် BGF ရဲ့ရာဇဝတ်စီးပွားရေးကွန်ရက်မှာအဆင့်မြင့်ရာထူးဒါရိုက်တာအဖြစ်နဲ့ပါဝင်ပတ်သက်နေမှုအတွက် BGF ကျူးလွန်ခဲ့တဲ့နိုင်ငံတကာရာဇဝတ်မှုများမှာကြံရပါပတ်သက်နေသူဖြစ်ကြောင်းရင်းပေါ်တာဝန်ခံစေတဲ့ကြောင့် Justice for Myanmar ကထုတ်ပြန်ပြောဆိုခဲ့ပြီးဖြစ်ပါတယ်2021ခုနှစ်ဖေဖော်ဝါရီ6အာနာသိမ့်မှုဖြစ်ပွားခဲ့ပြီးနောက်နန်းနင်းနန္ဒာအေးဟာနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအတွက်နာမည်ဇိုးနဲ့ကြော်ကြားတဲ့နေဆက်ဒေတာရွှေကုတ်ကိုမှသူမရဲ့စီးပွားရေးလုပ်ငန်းများကိုတိုးချဲ့ခဲ့ပါတယ် သူမဟာတန်ဖိုးကြီးရင်မွေးများနဲ့နိုင်ငံခြားအရမျာရောင်းချတဲ့ကုံစုံဆိုင်ပြီးခဲ့တဲ့လပိုင်းအတွင်းကဖွင့်လှစ်ခဲ့တဲ့စားတောက်ဆိုင်များအပါအဝင်စီးပွားရေးလုပ်ငန်းများစွာကိုတိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ်။စောချစ်သူရဲ့ဇနီးနန်းခင်လှသူဟာ BGF နဲ့ဆက်ဆက်စီးပွားရေးလုပ်ငန်းများမှာတရားဝင်ရှေ့ရရှင်သို့မဟုတ်ဒါရိုက်တာအဖြစ်ဖော်ပြခံရခြင်းမရှိပေမဲ့လူမှုကွန်ရက်မှာဖော်ပြထားတဲ့သူမရဲ့လူမှုရေးရာလှုပ်ရှားမှုများကြောင့်အဆိုပါစီးပွားရေးလုပ်ငန်းများထဲမှာထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေကြောင်းထင်ရှားနေပါတယ်။ တို့မှာအစိုးရလုပ်ငန်းများမှာအကျိုးမြတ်ရရှိနေသူဖြစ်တယ်လို့ရင်းအကျိုးမြတ်များကြောင့်ကြွယ်ဝချမ်းသာတဲ့ဇိမ်ခံလူနေမှုပုံစံမှာနေထိုင်နိုင်သူလည်းဖြစ်ပါတယ်။ယခုအခါစောချစ်သူနဲ့၎င်းရဲ့သားများဟာအမေရိကန်ပြည်ထောင်စုရဲ့တန်ခတ်ပိတ်ဆို့မှုများချမှတ်ခံရရပြီးဖြစ်တဲ့အတွက်နိုင်ငံပြင်ပရှောင်တိန်စရာနယ်မြေကျင်းမြောင်လာပြီးဖြစ်ပါတယ်။စောချစ်သူနဲ့သားများအနေနဲ့၎င်းတို့ရဲ့ရာဇဝတ်လုပ်ငန်းများအတွက်နိုင်ငံတကာတန်ခတ်ပိတ်ဆို့မှုများနဲ့ရင်ဆိုင်နေရပေမဲ့ကြံရပါကြံမိသားစုဝင်များကတော့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုဆက်လက်ရရှိနေစေဖြစ်ပါတယ်။ရင်းအချက်ဟာကရင်နယ်ကြားဆောင်တပ်အပေါ်ပုံမူကျေပြက်လွှမ်းခြုံတဲ့ဒဏ်ခတ်ပိတ်ဆို့မှုများလိုအပ်နေကြောင်းကိုဖော်ပြနေခြင်းလည်းဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်တိုင်းလှဲကုမြို့ကိုဗဟိုပြုပြီးပြင်းအား3.8အဆင့်ရှိငလင်လှုပ်ခတ်ပြည်သူများတိတာစွာခံစားလိုက်ရပြီးလမ်းများပေါ်မှာနေထိုင်ကြဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်တိုင်းလှေကုမြို့နယ်ကိုဗဟိုပြုပြီးပြင်းအား3.8%အဆင့်ရှိတဲ့ငလင်လှုပ်ခတ်သွားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကသတင်းထုတ်ပြန်ပါတယ်။ယမန်နေ့မေလ6ရက်နေ့ကည10:55မိနစ်အချိန်ရန်ကုန်တိုင်းလှေကုမြို့နယ်ဇီရကွင်းအနီးမြေအောက်အနက်10ကီလိုမီတာကိုဗဟိုပြု၍အင်အားရေစတာစကေး3.8%အဆင့်နဲ့အင်အားအနည်းငယ်ရှိတဲ့မြေငလင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ပါကြောင်း အဆိုပါနေရအနီးမှာပဲယမန်နေ့ည9:40မိနစ်ချိန် Richter scale 2.9အဆင့်နဲ့ငလင်ငယ်တစ်ခုလှုပ်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။ NUG ရဲ့ထုတ်ပြန်ချက်မှာရေပူရအပြင် Richter scale ပြင်းအား၄နဲ့အထက်ငလင်များဟာထိကိုက်ပျက်စီးမှုများဖြစ်ပေါ်စေနိုင်တဲ့အတွက်သတိပေးချက်ထုတ်ပြန်ပေးမယ်လဲရေကုန်တိုင်းတွင်လှုပ်ခတ်တဲ့ငလင်ငယ်များအတွက်အများပြည်သူစိုးရိမ်ပူပန်မှုများရှိခြင်းကြောင့်သိရှိနိုင်မှရန်အတိပေးအပ်ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ကျွန်တော်တို့တော့အိမ်အောက်မှာငလင်ကအရင်ကြီးတော့မကြံ့ဘူး။ ဒါပေမဲ့အရန်တိတာတဲ့တအီအီနဲ့လှုပ်တာအထက်မြင့်တွေအကုန်တိတာရလို့ရန်ကုန်တိုင်းစမ်းကြောင်းမြို့နယ်မင်းလန့်မှာနေထိုင်သူပြည်သူတို့ကပြောဆိုပါတယ်။မတ်လ28ရက်နေ့စကိုင်းငလင်ကြီးကြောင့်လူပေါင်း4000နီးပါးတေဆုံးခဲ့တဲ့အတွက်ယခုညလှုပ်ခတ်ခဲ့တဲ့ငလင်ကိုပြည်သူများထိတ်လန့်စိုးရိမ်နေကြတယ်လို့ရန်ကုန်မြို့ခံအများစုကပြောဆိုကြပါတယ်။ရန်ကုန်မှာတိုက်တာပုံများတော့ငလင်ကိုကြောက်တယ်တိုက်တွေကလည်းဖြစ်တယ်လို့စောက်ထားကြတာလို့ရန်ကုန်တိုင်းအင်းစိန်မြို့နယ်မြို့ချစ်လမ်းမှာနေထိုင်သူပြည်သူတို့ကပြောဆိုပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အိန္ဒိယကပါကစ္စတန်ကိုဒုံးကျည်များနဲ့စတင်တိုက်ခိုက်ရခင်လာအတွင်းအိန္ဒိယထိန်းချုပ်ထားတဲ့ကက်ရှမီးယားမှာအိန္ဒိယနိုင်ငံသားအများစုတေဆုံးခဲ့တဲ့အကြမ်းဖက်လုပ်ရက်အတွက်လက်တုပ်ပြန်ဟုဆိုခဲ့ကြောင်းသတင်းကိုတင်ဆက်ပေးပါမယ်။အိန္ဒိယနိုင်ငံကပါကစ္စတန်နိုင်ငံအတွင်းကိုဒုံးကျည်များနဲ့ယနေ့နဲ့အစောပိုင်းမှာစတင်တိုက်ခိုက်လိုက်ပြီးရခင်လာအတွင်းဖြစ်ပွားခဲ့တဲ့အိန္ဒိယထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသမှာအိန္ဒိယနိုင်ငံသားအများစုတေဆုံးခဲ့တဲ့အကြမ်းဖက်လုပ်ရက်အတွက်လက်တုပ်ပြန်လိုက်ကြောင်းအိန္ဒိယအစိုးရကသတင်းထုတ်ပြန်ပါတယ်။ ယနေ့နေ့အစောပိုင်းမှာအိန္ဒိယကပါကစ္စတန်နိုင်ငံအတွင်းနဲ့ပါကစ္စတန်ထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသများမှာရှိတဲ့ပြစ်မှတ်၉ခုကိုဒုံးကျည်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအဓိကအားဖြင့်အကြမ်းဖက်သမားများရဲ့နေရာများကိုဥတီပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်းအိန္ဒိယကဆိုပါတယ်။ဒီတုံ့ပြန်မှုကအိန္ဒိယထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသမှာအိန္ဒိယနိုင်ငံသား25ဦးနဲ့နီပေါနိုင်ငံသား2ဦးသေဆုံးစေခဲ့တဲ့ပါဟဲလ်ဂမ်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ကိုတုံ့ပြန်တာဖြစ်တယ်လို့အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကကြေညာပါတယ်။ ဧပြီလ22ရက်နေ့ကအိန္ဒိယထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသပါဟယ်ကမ်ကျေးရွာမှာအိန္ဒိယနိုင်ငံသား25ဦးနဲ့နီပေါနိုင်ငံသားတဦးအကြမ်းဖက်ပစ်ခတ်တပ်ဖြတ်ခံခဲ့ရကြောင်းအဆိုပါဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်၍ပါကစ္စတန်နိုင်ငံကတာဝန်ယူရမယ်လို့အိန္ဒိယကထုတ်ပေါ်ပြောကြားပြီးနောက်အိန္ဒိယကယနေ့နဲ့နဲ့အစောပိုင်းမှာစတင်တိုက်ခိုက်ခြင်းဖြစ်ပါတယ်ပါကစ္စတန်နိုင်ငံကလည်းအိန္ဒိယကဒုံးကျိများကိုတိုက်ခိုက်ကြောင်းအတည်ပြုလိုက်ပြီးပါကစ္စတန်ထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသမှာပောက်ကွဲတံများထွက်ပေါ်ခဲ့ကြောင်း လက်ရှိအချိန်ထိလူအနည်းဆုံး၈ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ပါကစ္စတန်နိုင်ငံကအိန္ဒိယရဲ့တိုက်ခိုက်မှုအတွက်လက်တုံပြန်မယ်လို့ပြောဆိုပြီးနောက်အိန္ဒိယတိုက်လေရင်၃စီးနဲ့ drone တစ်စီးကိုပစ်ချခဲ့ကြောင်းပါကစ္စတန်လေပိုင်းနဲ့အတွင်လေရင်ပြန်တမ်းမှုများကိုပိတ်ပင်လိုက်ကြောင်းကြေညာလိုက်ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာကက်ရှမီးယားဒေသနဲ့ပတ်သက်ပြီးနှစ်ပေါင်းများစွာကတည်းကနယ်မြေပိုင်ဆိုင်မှုအငင်းပွားတိုက်ခိုက်ခဲ့ကြကနှစ်နိုင်ငံစလုံးမှာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံများဖြစ်ကြပါဗျာခင်ဗျာ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့တတားဦးလေစိတ်မှာခီးတဲ့တင်လေရင်မိလောင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့တရားဥအပိပိဆိုင်ရာလေစိတ်မှာယမန်နေ့ညနေပိုင်းမှာမန္တလေးမှာရန်ကုန်ကိုပြန်တမ်းမဲ့မြန်မာအမျိုးသားလေကြောင်းလိုင်း MNE ခီးတဲ့တင်လေရင် UBA12 လေရင်တစီပြေးလန်းပေါ်မှာမိလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ခီးသွားပြည်သူတို့ကကပတိန်ကိုတိုင်မိငိမ့်နေပါပြီလို့ဝန်ခံတဲ့အချိန်ထိတောင် Emergency တကားပေးမဖွင့်ဘူးစိုးလိုက်တဲ့ MNE ပြီးတော့ပြေးလန်းပေါ်မှာ ဒါတောင်အပေါ်ပြန်ဖို့နှခါစူးစမ်းသိတာလုံးဝမတက်လို့ညော်နှက်ထွက်မှမိလောင်နာမှန်းသိတာလို့၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။ဒီတရင်အကြောင်းနဲ့ပတ်သက်ပြီးခရီးတယ်မှာကိုယ်တိုင်ကြုံတွေ့ခဲ့ရသူကလည်းလူမှုကွန်ရက်ပေါ်ကနေအခုလိုရင်ဖွင့်လာပါတယ်။ကက်ပတင်ကိုယ်တိုင်မိလောင်နာမိငိမ့်နေပါပြီလို့ဝန်ခံတဲ့အချိန်ထိတောင်အမ်မာဂျင်စီတကားပေးမဖွင့်ဘူးစိုးလိုက်တဲ့အမ်မန်နီပြီးတော့ပြေးလမ်းပေါ်မှာဒါတောင်အပေါ်ပြန်ဖို့နှခါ try နေတာလုံးဝမတက်လို့ညော်နှက်ထွက်မှမိလောင်နာမှန်းသိရတာ။ 6နာရီခွဲ PM ထွက်ခွာပြီး9နာရီခွဲ PM မန္တလေးမှရန်ကုန်ကိုပြန်မဲ့အပြန်ခရီးစဉ်မှာအတွေ့အကြုံ right time boarding ခေါ်တော့ပျော်ရွှင်စွာရန်ကုန်ကိုစောစီးစွာပြန်ရောက်မယ်ဆိုပြီးလေရင်ပေါ်တက်တာပေါ့လေရင်ဆက်အထွက်အရှင်ယူပြီးမှရုတ်တရက်ကြီး desktop အုပ်တာတိလိုက်တော့ဘာဖြစ်တာလဲပေါ့လေရင်ပြန်လှည့်ပြီးအရှင်ယူပြန်တက်တယ်ဘိန်းတန်ကမညက်တော့ဘူးတန်အတန်တွေထွက်လာတယ်ကပတိန်ကဖြည်းဖြည်းချင်းပြန်ထိန်းပြီးလေရင်ကိုရက်လိုက်တယ်ဖျားပေးတဲ့အတိတ်တစ်ခုကတငယ်ချင်းကိုပြောလိုက်တယ်ဘိန်းပေါက်ပြီလို့ လေရင်ဘိန်းပေါက်တာကို announcement မလုပ်ဘူးစက်ချို့ရွင့်နေတဲ့စစ်စင်းနေတဲ့ကြီးပြောပြီး15မိနစ်လောက်ခီးတဲ့တွေကိုထိုင်ရကမထခိုင်းဘူးစောင့်နေရင်းနဲ့ညှော်နှံ့ကထွက်လာတယ်ဘာတကားမှဖွင့်မပေးဘူးကိုရီကိုညှော်နှံ့ခံခိုင်းတယ်အဲ့ဒီအချိန်မှာခီးတဲ့တွေကငိုသူငို all do all open the door ဆိုပြီးနိုင်ငံခြားသားအတန်တွေအော်တန်တွေနဲ့ရောက်ရက်ခတ်ကုန်ပြီနောက်ဘက်ကမိလောင်နေတဲ့ဆိုတဲ့အတန်နဲ့အတူရှေ့ဘက်ကိုထွက်လာကြတော့ပိုဆိုးကုန်ရော နောက်7မိနစ်ကျတော့ကပတိန်ကိုတိုင်ဘိန်းပေါက်နေလို့မီးလောင်သွားပါတယ်။မီးလည်းငိမ့်သွားပြီး safe ဖြစ်ပါပြီပြောတော့မှဆဲဆူတန်ကပိုဆူရောတရုတ်တန်ပူတန်မြန်မာတန်နဲ့လေရင်အတွင်းမှာပြုတ်ကျက်ညက်ပိန်နေပြီ။လေကလည်းမရမွန်းကျက်လာပြီးအရေးပေါ်တကားလည်းဖွင့်ခွင့်မပေး။ကိုရီကအရေးပေါ်တကားနာထိုင်နေတော့အရေးပေါ်တကားနာထိုင်သူတွေဘာလုပ်နေလဲဆိုတာအော်တန်ကထွက်လာသေးတယ်။အော်တခဏလေးမှပဲကဘာလေးခဏပြတ်သွားတယ်လို့နိုင်ဝအတွင်းမှာခီးတဲ့တင်ဖို့ကားလာတော့မှတက်ပြင်းချပြီးလေရင်ပြန်စီးဖို့စောင့်နေရပြီ။ runway ကနေ boarding area ကိုချောမောစွာပြန်ရောက်နေပြီ runway မှာလေရင်ပိတ်နေတော့ကျိုင်းတုံသွားမဲ့ခီးစဉ်လဲနှောင့်နေပြီကိုရီကိုနောက်လေရင်တစည်းလာခေါ်မဲတဲ့စောင့်ပေအောင်တော့နန်းနန်းကြီးကိုရင်းနေစင်မှာပဲ announcement တစ်ခုထွက်လာတယ်လေရင်ခီးစဉ်နဲ့ဆက်မသွားခြင်းသူများမန္တလေးပြောင်းခြင်းသူများကိုကားစီစဉ်ပေးနေပါတယ်တဲ့ဆိုပြီးရေးသားလာတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုအဆုံးထိနောက်ဆက်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြပါသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ် ားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ